ဟေးဒီကောင်ကငါ့ကိုစော်ကားတယ်တက်တက်စော်ကားတာပဲဆိုတော့အဲ့ဒီအတွေးတွေနဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်ဒေါသဖြစ်လာမှာအဲ့ဒီအတွေးမဟုတ်ဘဲနဲ့ပြောင်းပြီးတော့တွေးလိုက်တယ်အေးသူဆဲတာသူသိုးတာငါကပ်ပါတာမဟုတ်ဘူးငါနဲ့မဆိုင်ဘူးသူသိုးသူခံလိုက်မယ်ငါမပတ်သက်ဘူးလို့ဆိုရင်သူ့ဘုံမှာဒေါသမထွက်ပြန်ဘူး အတွေးလေးဟာဒီနားလေးတွေမကပ်ပြီးတော့ခွင်လွတ်တတ်တဲ့အတွေးဆိုတာလည်းရှိလူတွေကကိုကိုကိုကြတော့ခွင်လွတ်တယ်သူများကြတော့ခွင်မလွတ်ဘူးဆိုတာလောကမှာထင်ရှားတယ်နော်ကိုကြောင့်ဖြစ်လို့ရှိရင်မတော်တဆလို့ပြောတယ်သူများကြောင့်ဖြစ်လို့ရှိရင်နမောနမဲလို့ပြောတယ်တကယ်ကိုအဲ့ဒါလို့ဖြစ်တယ် သူများကြောင့်တစုံတစ်ခုဖြစ်သွားရင်ဟာဒီလူကနမောနမဲနေလို့ဖြစ်ကိုယ့်ကြောင့်ဖြစ်ရင်တော့မတော်တဆအသူများကြောင့်လည်းမတော်တဆလို့တွေးလိုက်ရင်ဒေါသမဖြစ်တော့ဘူးအော်မတော်တဆဖြစ်ရှာတာပဲနော်ဒါစိတ်ဓာတ်ရဲ့အကြံခံမှုတွေပဲကိုယ့်ကိုလေ့ကျင့်ပေးရမှာအောင်ပြောသူများပေါ်မှာအပြစ်နဲ့မြင်နေသေးတဲ့မြတ်ကာလပတ်လို့မေတ္တာဆိုတာတည်ဝင်နိုင်ဖို့မဖြစ်ဘူးဘေးရာပဲဖြစ်ဖြစ် အစဉ်ပြေအောင်စဉ်းစားတတ်ဖို့လိုတယ်ပေါ့အကောင်းဘက်ကကြည်တာတွေဟာစိတ်ဆင်းရဲမှုကိုကာကွယ်ပေးနိုင်တာလို့သိကြတယ်ပုံမြင်လေးတစ်ခုရှိတယ်မြေထာမောင်းတဲ့မြေထာမောင်းသမားတယောက် engine driver မြေထာ driver တယောက်ဘယ်တော့ဖြစ်ဖြစ်သူကအကောင်းဘက်ကကြီးပဲပြောတယ်အဆိုးဘက်ကဘယ်တော့မှကြည့်ဘူးကောင်းဘက်ကကြီးပဲပြောလို့ရှိတယ် ။တနေ့ကျတော့ဘာဖြစ်တုံဆိုမတော်တဆသူ့အက်ဆီဒင့်ဖြစ်တယ်။ဆေးရုံတင်လိုက်ရ။ဆေးရုံတင်လိုက်ရတော့ခြေထောက်တစ်ဖက်ဟာမြေထားကျိတ်ပြီးတော့အင်မတန်အခြေအနေဆိုးတော့ခြေထောက်တစ်ဖက်ဖြတ်ရမယ့်ကိန်းရောက်တော့အဲ့ဒီမှာသူ့မိတ်ဆွေတွေကသတင်းသွားမေးတယ်။မင်းရင်သူ့ကိုပြောတာမင်းဘယ်တော့မှဆိုအကောင်းဘက်ကကြီးပဲပြောတယ်အကောင်းကြီးပဲမြင်တယ်မင်းဒီတစ်ခါမင်းကိုမင်းဖြစ်တဲ့အခါအကောင်းမြင်နိုင်အောင်မလားပေါ့ ောင်းမြင်နိုင်အောင်မလားမင်းမင်းကိုယ်တိုင်ခြေထောက်တစ်ဖက်ဖြားရတော့မယ်မင်းဘလို့လို့အကောင်းမြင်မလို့ဆိုအဲ့ဒီလူကပြုံးပြီးတော့ဗာပြောတော့ဆိုလို့ရှိရင်တငယ်ချင်းတို့တဲ့ငါဒီကနေ့အစားပြီးတော့ခြေထောက်ခြေဒီဖနက်ဟာတစ်ဖက်ဖိုးတက်တာသွားပြီငါဖနက်ဟာတိတ်နှစ်ရံနှစ်ခုမဝယ်ရတော့ဘူးတစ်ခုပဲဝယ်ရတော့အကောင်းဘက်ကနေကြည့်ပြောတယ်နော် ဖနတယံတယံထဲမှာတစ်ဖက်စာပဲငါဝယ်ရတော့မယ်ဆိုတစ်ဖက်ဖိုးငါတက်တာသွားပြီလို့ပြောတယ်။ခြေတော့ဖြတ်ရလို့ဖြည့်ရနေချင်းဆိုတဲ့အတွေးကိုမတွေးဘူး။အေးဖနတစ်ဖက်ဖိုးတက်တာသွားပြီ။အကောင်းဘက်ကမြင်တာ။အတချို့နေရာမှာ wise attention ဆိုတာအဲ့ဒါမျိုးကိုပြောတာ။တစုံတစ်ခုဖြစ်လာလို့ရှိရင် စိတ်ဆင်းရဲနေမဲ့အစား အကောင်းဘက်ကလှည့်တွေးပြီးတော့လှုပ်တဲ့လှုပ်ထိုက်တာလှုပ်ရတာပြောတာနော်လှုပ်တဲ့လှုပ်ထိုက်စိတ်ပူပန်တာနဲ့လှုပ်တဲ့လှုပ်ထိုက်တာဆိုတာနဲ့တခြားစီတချို့ကမကောင်းတာဖြစ်ပြီဆိုလို့ရှိရင်စိတ်ထဲကပူပန်ပြီးတော့ဘာလို့မှမသိညာလုံးဝမသိစိတ်တွေဆင်းရဲပြီးတော့အဲ့လိုနေတယ်အဲ့လိုမဟုတ်ဒါအဖြေမဟုတ်ဘူးအဖြေမဟုတ်စိတ်ပူပန်နေမဲ့အစား ပူပန်မှုကိုရှင်းချပြီးတော့မလုပ်အသင့်တယ်ဆိုတာကိုစဉ်းစားဖို့ပဲလိုအပ်တယ်ဟောတာစိတ်ရဆွမ်း